တရားတော်တရားအထုတ်တဲ့ယောဂီဘက်ကခန္ဓာရဲ့အမှန်သဘောကိုအမှန်တိုင်းသိမယ်လို့ယောနိဆုံးမလဲဒီကဘာတော်တစ်ချက် နှလုံးသွင်းမှမနဲ့သိထားတယ်အမှန်တရားပရမတ်ကိုဓမ္မနုဓမ္မပရိပတ်တိယသူ့သဘာဝလမ်းကြောင်းမှမတွေ့မဖြစ်ရှုနေမယ်ဆိုတာတစ်ချက်ကြယောဂိပုဂ္ဂိုလ်အင်္ဂါ၂ပါး လိုအပ်တဲ့ကိစ္စပြီးတော့မိမိခန္ဓာကိုလုံးဝမှန်မှန်နဲ့ပဋိစ္စံကိုကြည့်လိုက်ဖောက်ပြန်လာပြီသိနေရအဲ့ဒီကုသေသိတဲ့ဖောက်ပြန်မှုကိုပါ သူ့သဘာဝလက္ခဏာအားလေးလို့ဆိုတာဒီလိုတရားတွေအပြည့်ကိုရှုသွားနိုင်တာဓမ္မနုရောပိပတ်တယ်ယောနိသုံးမနတိကာရနဲ့အောက်ပြန်တဲ့သဘောသိပြီးတဲ့နောက်ကျေကွန်မြတ်စွာပြည့်တဲ့သဘောကိုရှုသွားခြင်းဖြင့် မိမိတို့ဘက်ကသောတဝံဖြစ်ကြောင်းအင်္ဂါနှစ်ပါးပြည့်စုံသွားရင်ညာရင်ကျက်တဲ့အချိန်မှာတော့မိမိတို့အသိအောင်အာဟုဝဖြစ်ပါ တော်တော်ဝန်ဒီကြောင့်အင်္ဂါ၄ပါးနဲ့စီစစ်ပြီးတော့လမ်းညွှန်ချက်ပေးထားတယ်။ဖောက်ပြန်နေလို့ပြီးပါပြည့်တယ်လို့ပြီးပါ။အခုဘက်ကပြည့်စုံမယ်အင်္ဂါ၂ပါးပါတော့ ညွန်ပြလိုက်ရင်ဖောက်ပြန်တာကိုသိလို့ရတယ်ပြက်တာကိုသိလို့ရတယ်သူတို့ကြားရှိယုံကြည်ချက်ရအောင်သိဖို့ပဲလိုလို့ခြေပေါ်မြတ်စွာထပ်ကထပ်ကကြည်ရတယ်နောက်ထပ်သိရလည်းပဲဖောက်ပြန်တဲ့သဘော بیده از غور بیده بشید ဒါကြောင့်မူလပဏ္ဏမတ္တဂရမတရားလုပ်ဖို့အားထုတ်ဖို့အစီအစဉ်ကိုပြတာယောဂီဒီမိမိခန္ဓာကိုယ်တရားသဖြင့်နှလုံးသွင်းပါနှလုံးသွင်းစတ္တရောမဟာဘူတာတကြီးလေးပါးတို့သူ့လက္ခဏာနဲ့သူ့ဖောက်ပြန်နေတာကိုတွေ့ရလိမ့်မယ်တဲ့ ုံနေသမာဟုဒနာဥပါရရူပထိုဓာတိလေးပါးကိုအစွဲပြုပြီးတော့မိတွေဖြစ်ရတဲ့ဥပါရ24ပါးလည်းပဲသူ့လက္ခဏာနဲ့သူတွေ့ရတာပါလိမ့်မယ်တဲ့အားလုံးပေါင်းလိုက်ရုပ်ပါရမဆိုင်ရာအထောက်အကူတိရူပါဏီ28ပါးလုံးသဘောတရား ဓာရီဝိပဿနာရှုတဲ့အခါမှာသဘောနဲ့တစည်းချင်းဖြစ်အောင်ဧကိစ္စကိုကတ်သွားသဘောတစ်ခုတည်းစုစည်းလိုက်ရဲ့ရုပ်ဗဏ္ဍိနရူပန္တိဝဝထမေတိဟောက်ပြန်တဲ့သဘောဆိုတာမှတ်လိုက်ပါရုပ်ထုနဲ့သက်ဆိုင်တဲ့28မျိုးဟာ သဘောဝတရားချုပ်လိုက်ရင်ဖောက်ပြန်တဲ့ဓမြူးပဲဒါကြောင့်မိမိတို့ဖောက်ပြန်တဲ့သဘောလို့ဒီဓမြူးတွေသိနေတဲ့အချိန်မှာ28ပါလို့သဘောတရားတွေပါတယ်တဲ့သုံးတော်သိုပ်ခွဲနေဖို့ကိုယ့်အလုံးမဟုတ် သူပါရမပါရတဲ့အကြောင်းကိုမိမိတို့ကခန္ဓာရဲ့သဘာဝကြီးငြိမ့်သက်ခိုင်မာမှု မရှိတဲ့ဖောက်ပြန်တဲ့သဘောပဲလို့ဓာဝအပိုင်နိုင်သိဖို့တဂရစရာဝိပဿနာမရှိဘဲရှုရမယ့်တရားကိုထုတ်ဖို့လို့ပြတာ ရုပ်ပနတိနရူပန္တိဝဝတပိတိခန္ဓာရဲ့သဘာဝတရား3မျိုးပါတော့ဖောက်ပြန်ပြောင်းလဲတဲ့မငြိမ်မသက်မှုပဲတောင်ယောဂီကဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်လို့ရှိတယ်ဒါတက္ကရာမဇ္ဇာနဲ့ပြလိုက်တယ်လက်ညွန်ချက်ပဲ နောက်ကနာရှုတဲ့ပုဂ္ဂိုလ်များအတွက်လည်းဒီထဲမှာပေါင်းပြစတ္တရောအရူပခန္ဓာရုပ်မုံတဲ့နာခန္ဓာ၄ပါးကိုလည်းပဲအာယုသိတတ်တဲ့အတွက်ဤကိစ္စကတ္တဝတဘောင်းလေးပြုပြီးတော့တစ်ချက်တစ်ချက်ချင်းနဲ့စုွက်ကိုထုတ်လိုက်ရရင်နမနထိနနာမန္တိဝဝထပေတိ အာယုညွတ်တသိတတ်တဲ့သိသဘောရည်လို့မှတ်လိုက်ပါဣတိဤတို့ပြည့်စက်ခံပြီးခန္ဓာ၅ပါးတို့ တွေ့ပါကယူပါဝိပဿနာရှုရမယ်အကျဉ်းချုပ်လိုက်တာနှစ်ပါးပဲနှစ်ဖို့ပဲဖြစ်တယ်တဲ့ရုပ်တစ်ဖို့နာတစ်ဖို့အေဒီတွေ့ပါကထိုးဖောက်ပြန်မှုတစ်မျိုးသိမှုတစ်မျိုးဒီမျိုးတို့ကိုလေ့လာကြည့်ရဲ့ အတိတ်ကအဝိဇ္ဇာတဏ္ဍာကံစေခါရဝတိနာအဝိဇ္ဇာတဏ္ဍာတို့ကာနုသေခါရတို့တဲ့သူတို့အစွမ်းအားဖြင့်လေဒါသဒုလဘုဌာနိကဆိုတဲ့ရုပ်ဖြစ်ကြောင်း ာစိတ်ဥရအာဟာရအကြောင်းတရား၄ပါးကိုလည်းပဲပေါင်းပြဒီခန္ဓာရဲ့ဖောက်ပြန်မှုသိမှုဒီသဘောတရားတို့ဤအကြောင်း အထောက်ပံ့ကြောင်းဖြစ်ပါတယ်လို့ဓမ္မလိုက်ပါ အကြောင်းမကင်းမဲနဲ့အကြောင်းထောက်ပံ့ကြောင်းဖြစ်တယ်မိမိတို့ကရုပ်ဆိုတဲ့ဖောက်ပြန်တဲ့သဘောကိုကြည့်တော့ သူ့အကြောင်းနဲ့သူဖောက်ပြန်နေတယ်။သူ့ဝိဇ္ဇာနဲ့သူဖောက်ပြန်တာ။ဘုရားလူ့ကိုဖန်လေးသူမပွားတဲ့သဘာဝတရားတွေဖောက်ပြန်ကြပဲ။ဒီလိုသိ။ဒါအကြောင်းမကင်းနဲ့ဖောက်ပြန်မှုဆိုတဲ့ဥစ္စာပစ္စယပရိက္ခအဖြစ်အကြောင်းပစ္စည်းသိသိပြီးတော့ယုံကြည်မှုဖြစ်လာတယ်။ ပဲလို့ဒီကဖောက်ပြန်တဲ့သဘောသိတတ်တဲ့သဘောတို့သည်သူအကြောင်းထောက်ပြနဲ့သူဖြစ်လာတယ်လို့တတ်ပြီးတော့ပြရပါရင်အဲ့ဒီနောက်တော့ဖောက်ပြန်တဲ့သဘောတရားကိုစိုးစိုက်ပြီးတော့ကြည့်ပါတဲ့အဲ့ဒီသဘောတရားတစ်မျိုးသည်ဟုတ်တော်အပ္ပဝဋ္ဌိနအိစာတိ အနိစ္စလက္ခဏာအရောပိတိပရမတ္ထသဘာဝအားဖြင့်တလှုပ်လှုပ်ပြရရတစ်ရှင်းချင်းတလှုပ်လှုပ်နဲ့ဖောက်ပြန်ပြီးတော့အဘောဝထေနအစနာမကြောင်ပြစ်သွားတဲ့အတွက်အနိစ္စတိအနိစ္စဟူ၍ဝါပြစ်တတ်တဲ့သဘောရည်လို့ အနိစ္စလက္ခဏာပြည့်တဲ့သဘောလက္ခဏာကိုအာရောပိတင်။ထောက်ပြန်တဲ့သဘောကြီးပြည့်နေပါလား။ထောက်ပြန်တာတွေ့ရင် အပြည့်ကိုဆက်ရှိပါလို့တက္ကရာပြော။ဒါကြောင့်မိမိတို့ကပြည့်တဲ့သဘောကိုအသိဉာဏ်ကထောက်လို့ကိုယ်မှသိမှပြည့်တယ်လို့ရှုတာစိတ်ချဆို။ ဖောက်ပြန်မှုသဘောဝတရားတော့သူ့ဖောက်ပြန်တယ်လို့သိနေတော့ပဲသူပြက်တာတော့မဟုတ်ဘူး။ကိုဉ္ဉ္ဟာပြက်ကိုမသိဘူး။မသိရင်သွားပြီးတော့မမှတ်နဲ့။ဖောက်ပြန်တယ်လို့ဖောက်ပြန်တယ်လို့နောက်တော့ဒီသဘောတရားသူ့သဘောဝလမ်းကြောင်းကတော့ပြက်နေတာပဲ။ယုံကြည်ချက်နဲ့တော့ မြေစုတည်ကြည့်တဲ့အခါမှာသူပြစ်တဲ့အချင်းရာတစ်ခုခုတွေ့ပါလေဒီခါကျတော့ပြစ်တယ်လို့ဒါလက်တွေ့ကြတယ်အတိမျိုးအဲ့ဒါကိုရှုတယ်ဒါကရဏကတော့ခန္ဓာရဲ့သဘောကိုပြောတာတတိယအပရဘာဝိနထုံမနောက်လိုက်ရူပဖောက်ပြန်တဲ့သဘောတို့ ခောက်ကွာပရမထအားဖြင့်တပေါ်ပေါ်တလုံးလုံးနဲ့ဖောက်ပြန်ပြီး၍ဟောဘောဝတိနအစအနမကျွမ်းမကြောင်ဖြစ်တဲ့အတွက်အနိစ္စတိအနိစ္စလက္ခဏာအာရုပိတိပြည့်တဲ့သဘောလို့ရှိပါအနိစ္စလက္ခဏာလို့ပြန်လိုက်ပါပဲပြည့်တဲ့လို့ပြည့်တဲ့သဘောလို့ရှုပြီးတဲ့လောက်တဲ့ အထာပရံသုမနောက်၌ဥဒိယပယပฏิပိနတိနာထောက်ပြန်တဲ့သဘောကြီးပြည့်ပြည့်သွားတဲ့ဥစ္စာဆက်ခါဆက်ခါပြည့်ပြည့်နေတဲ့အတွက်ဒုက္ခာတိဆင်းရဲတဲ့သဘောရင်လို့ဝေါ့တပိတိမှတ်လိုက်ပါဆင်းရဲဒုက္ခဆိုတာဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များအတွက်တခြားလာတာပုဂ္ဂိုလ် အဲ့ဒီအပြက်ပြီးဖွင့်လဲချိန်ဖာများစွာစူးစိုက်ကြည့်လို့တပြက်ထက်ပြက်နေတာသူ့ရဲ့အတွက်ဒုက္ခဖြစ်တာတဲ့ဒုက္ခကသတ်သောက်လာတာပေါ့တောင်ဘူးရေဘယ်ပြฏิပိဏ္ဍထင်တာဒုက္ခဒုက္ခအဲ့ဒီဒုက္ခလက္ခဏာအာရုံပေးသူအပြက်တွေများလာရင်ဆင်းရဲလို့ရှုလိုက်ပါ အပြစ်ကိုရှုတဲ့သိတဲ့စိတ်ကူကလည်းပဲဆင်းရဲညွန့်နေတယ်။ဒေါဒုက္ခာတိဒုက္ခလက္ခဏာအာရောပိတိဆင်းရဲတဲ့သဘောဒရောပရထုမနောက်လိုက်တဟုကသူဖောက်ပြပြီးတော့ပြက်တဲ့ဆင်းရဲတဲ့သဘောတို့အဝဝဝုဒ္ဒနာဒိနာ မိ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 တို့အလိုတိုင်းပြည့်တဲ့သဘောဆင်းရဲတဲ့သဘောမဖြစ်ဖင်းတဲ့သူ့သဘောနဲ့သူပြည့်တယ်ဆင်းရဲတယ်ဖြစ်တော့ကြောင့်အနတ္တလက္ခဏာအာရုပေတိအဆုံးမရတဲ့သူ့သဘောရဲ့လူလက္ခဏာတင်လိုက်ပါရှုလိုက်ပါ ဒါတကရာဝိပဿနာရှုဖို့နည်းယူဆရာနဲ့ပြဧဝံဤသို့လက္ခဏတ္တိလက္ခဏ၃ပါးသဘောတရားရဲ့အချင်းရလက္ခဏာတို့ဟာရုပ်ပဲတွတ်တင်း ဝိပဿနာဝိပဿနာကိုပို့တင်တော့ရှုဝဖြစ်เสียသည်ရှိတော့သောတာပတိမက်ကပါဖို့လာသည်သောတာပတိမက်ကိုရောက်တယ်ခန္ဓာကိုတိဆောက်ထားတဲ့အရင်ကတည်းကဓာတ်ကြီးလေးပါစပြ အဲ့ဒါမိပြုပြီးတော့24ပါးသောဥပါဒာယုရုပ်ငယ်များနဲ့ပေါင်းစုပြီးတော့ထားတဲ့ခန္ဓာအဲ့ဒီသူအရင်ကဖြစ်တဲ့28ပါးသောသဘောတရားတို့ကိုရှုရမယ့်လက္ခဏာထုတ်လိုက်ရင်ရုပ်ပဏလက္ခဏာရူပံမဲ့မငြိမ်မသက်တဲ့ဖောက်ပြန်တဲ့လက္ခဏာရှိသောကြောင့်ဖောက်ပြန်တဲ့သဘောကြီးမှတ်လိုက်ပါ ။ဒါတရားလက်တွေ့အားထုတ်တဲ့ပုဂ္ဂိုလ်တွေရှင်းနေတာ။ဒီတိုင်းမျိုးဆိုတော့လုံး။ခန္ဓာဝတိညာကတ်အမောကံသိဘူးလုံးသွင်းမှန်မှန်နဲ့ကြည့်။တကယ်ရောတရှိရှိတသုတ်ကိုတဖြုတ်ဖြုတ်မယ်။သဘောတရားကိုပြောင်းလဲလှုပ်ရှားတာကိုတွေ့တာ ဒါရဲ့ငြိမ်သက်မှုခိုင်မာမှုမရှိတဲ့တွေ့ပြုံးလဲဖောက်ပြန်နေတဲ့သဘောတွေပဲလို့ရုပ်ကဏ္ဍလက္ခဏာဖောက်ပြန်တဲ့လက္ခဏာဘောဝတ်ဝိတိမှိုက်အဲဘူးလို့မှတ်တယ်နောက်တော့မိမိတို့မှတ်လိုက်တယ်ဖောက်ပြန်တဲ့သဘော ကိလုလုံဖြန်သေးသူပုဂ္ဂိုလ်တက်ပါရလားဆိုမပောင်းကိုကိုယ်တိုင်းမဲ့ကိုခန္ဓာနဲ့ကိုကြည့်နေဘယ်လိုမှသူ့ကိုတိုက်သွင်းခြင်းလုံးလောက်ပြောကနေပြုလို့ချင်မရှိတဲ့သဘောဝတရားကအတွင်းမှာသူ့ဟာလည်းထောက်ပြန်သူ့ဟာလည်းသူမငြိမ်မသက်ချက်ဒါကိုစောင့်ကြည့်တယ်ညာထောက်ပြန်တဲ့သဘောတွေ ဟောက်ပြန်တဲ့သဘောတည်းလို့သူရှိတဲ့အတိုင်းပဲသိလိုက်သိနေတယ်ဒါမင်းတို့လုံးလောက်ပြောကမပါဘူးအဲဒီသူ့ရဲ့အကြောင်းတရားနဲ့သူဟောက်ပြန်တာပဲဒီလိုအဘူဝလောင်အညစ်ကြေကိလေသာလွတ်လွတ်လေးလေသိနေတဲ့အသိပဲ ဘယ်လိုသိနေရတဲ့ဖောက်ပြန်မှုသူ့ထောက်ပါနဲ့သူ့အကြောင်းနဲ့သူ့ဘောဖောက်ပြန်မိမိနဲ့လုံးဝမဆိုင်ဖောက်ပြန်မှုတော်ဝင်ကျင်သူတို့ဘာနဲ့လုံးဝမဆိုင်သူ့သဘောဝတရားတွေလေအဲ့ဖောက်ပြန်တာကိုကြည့်ပါတဲ့သူများအခုအညီအထောက်ပံ့ရမှာ ဖောက်ပြန်နိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်သူတို့ကစိတ်ချရတဲ့သဘောတရားတွေမဟုတ်ဘူး။ဟုတ်တော့တရားရတော့လုံးလုံးသေချင်းတလုံးလုံးလဲဖောက်ပြန်လာပြီးတော့အဘောဝထင်လား။ချုပ်သွားပြက်သွားပြီဆိုဘာမှမကြံဘူး။ပြက်ထာရိုးရိုးမှုအထင်ကမှဆိုရင်ချုပ်ပြောက်သွားတာ ်ငိမ့်သွားတယ်အဲ့လိုဖြစ်တဲ့တွေ့တဲ့ဒီဝိရိယတွေဟာဒီဖောက်ပြန်မှုတို့ဟာအနေစာပဲမမြဲတဲ့သဘောတွေပဲမြတ်စွာဘုရားပြောတယ်သဗ္ဗိသင်္ခါရအနေစာလေခန္ဓာသဘောဝကိုကြည်ပြီးတော့မင်းမြဲပြည့်တဲ့အနေစာကြီးဖြစ်ပြည့်တဲ့သဘောကိုသိတဲ့အနေစာကြီး ခောက်ပြန်တဲ့သဘောတွေခောက်ပြန်လာပြီးတော့သူ့ကိစ္စနဲ့သူပြင်သွားတာပဲဒါသိတာအနေဆိုင်ကနောက်တော့ခောက်ပြန်လာတာကြည့်ပြန်သူ့ကိစ္စနဲ့သူပြင်သွားပြန်ကိုယ်တော့ထိုင်ကြည့်ကိုယ်တော့သူ့ကိစ္စသူ့လုပ်ငန်းသူ့လုပ်ပြီးတော့ချုပ်သွားပြစ်သွားတာဒါကဘူးမှမဟုတ် ခန္ဓာရရရှိလာရင်ဒီလိုကြီးပဲပုံတော့သူ့ရဲ့ဖောက်ပြန်မှုပြင်မှုကတော့သူ့ရိစ္ဆာလည်းသူယုံမိမိလည်းဒီသဘောတွေကိုပဲအသိဉာဏ်ရင့်ကြအောင်ဉာဏ်နဲ့ကားပြီးတော့လေ့လာတော့တဏှိတဘောအပြင်ဖောက်ပြန်လာဗျာ လူ့ဝိဇ္ဇာနဲ့ပြည့်သွားပြန်ခိုင်ကြည့်နေတဲ့ညာတော်တော်ကောင်းကဖြစ်တယ်ခန္ဓာကြီးကြောက်စရာမလားဖြစ်လာတဲ့သဘောတရားကြီးချုပ်ပြောပစ္စည်းပြီဆိုတော့လည်းဘာမှမကြံဘူးအပေါင်းချုပ်ကြီးကုန်ပြောက်သွားတာ အဲဒီဖောက်ပြန်လာပြီဖောက်ပြန်လာလိုက်ပြေသွောလိုက်ဖောက်ပြန်လာလိုက်ပြေသွောလိုက်မျက်စိတမိတ်လောက်ပါမယူမတွတ်နိုင်အောင်ဖောက်ပြန်လာတယ်မယူမတွတ်နိုင်အောင်ပြက်သွားဒုက္ခပါပဲဒီခဏအပြစ်ဒီတလုံးအားကြီးတင်းငိမ့်ခိုင်မာမှုဆိုတော့တစ်ချဲမှမရှိဒုက္ခပါပဲ ဒဏ်ညာရောက်သွားဉာဏ်ဖြစ်သွားတာပြစ်ထားတယ်ကိုကြည့်ပြီးတော့ဉာဏ်ဟာတောင်ရောက်ပါတဲ့အသိနဲ့ဒုက္ခလက္ခဏာထင်သွားတာတောက်တကရာဆရာထောက်ခံလိုက်ဥရပေပြฏิပေနထေနာဖောက်ပြန်လိုက်ပြက်လိုက်ဖောက်ပြန်လိုက်ပြက်လိုက်ဒီလိုကြီးချိန်ဖောင်များစွာသဘောတရား ပျက်စီးနေတဲ့အတွဲဒီသဘောကိုလေ့လာနေတဲ့အသိဉာဏ်ဟာဒီခန္ဓာတွေဒီလောက်ပြက်လို့ရစရာမရှိတဲ့အတွက်ဒုက္ခပါပဲဆင်းရဲလာကြည်လားဒီခန္ဓာဒီလိုဒုက္ခလက္ခဏာအာရောပေတိဒုက္ခလက္ခဏာဉာဏ်မှဒီလိုထင်ပါတယ် ဒါရီလည်းကိုယ်ခန္ဓာမှာဖြစ်တယ်ဆိုပြီးတော့ကိုယ်ကလည်းအမိတ်ပြေးလို့မရ၊ကံကွယ်လို့လည်းမရ၊ဒါစီလို့လည်းမရ။သူ့သဘောနဲ့သူပြဲ၊သူ့သဘောနဲ့သူဆင်းရဲဒီခန္ဓာဖြစ်နေတာ။အဲ့ဒီလိုကိစ္စကိုသူ့သဘောဝကိုရှုရင်သိရင်နဲ့ယောဂီရဲ့အဋ္ဌညာ ခန္ဓာသဘောဝကိုသံဇဉ်ဉာဏ်နဲ့ကြည့်ပြီးတော့အဝတ်သဝတ္တထေနာမိမိသဘောနဲ့မိမိအလိုနဲ့ဘာမှလုပ်လို့မရတဲ့အတွက်ခန္ဓာရဲ့ဖောက်ပြန်ပြီးတော့ပြက်သိပြီးတော့ပြက်တဲ့သဘောတရားအားလုံးတို့အနတ္တာတိအစုံမရတဲ့ သူ့သဘောသူ့လမ်းစဉ်ပဲလို့အာရုံပေတိအနတ္တလက္ခဏာတင်လိုက်ခန္ဓာအပြက်ကိုကြည့်ပြီးတော့ဒီဒုက္ခဉာဏ်အနတ္တဉာဏ်ဖြစ်သွားတယ်ဒုက္ခရလို့သတ်သတ်ရှုရတာအနတ္တရလို့သတ်သတ်ရှုရတာမရှိဘူးရှုတာအနေစာတစ်မျိုးနဲ့ရှုအနိစ္စအပြည့်ကိုရှုတော့အနိစ္စဉာဏ်ဖြစ် ပြက်တာတယ်လည်းတဏှာတည်းပုံအကုန်လုံးတစ်ခုလုံးထောက်ပြန်တဲ့သဘောတရားအားလုံးပြက်တဲ့အတွက်တစ်ခုလုံးပြက်အပြက်တည်းအများကြီးတစ်ခုလုံးရရစရာမရှိဘူးပြက်နေတော့လည်းပဲဒုက္ခပါပဲလို့ဒုက္ခအသိဉာဏ်ဖြစ်သခဏအနိစ္စဆိုရပြက်ကိုကြည့်ပြီးတော့ဒုက္ခဉာဏ်ဖြစ်တာ။နောက်ခန္ဓာပြက်တဲ့အနိစ္စ တောင်းစုံတစ်ဆက်တည်းပြည့်နေတဲ့အတွက်ဒုက္ခဒီအနေစာဖြစ်တယ်ဒုက္ခဖြစ်တယ်သဘောဝတရားတို့မိမိခန္ဓာမှာဖြစ်ပြီးတော့မိမိကဘယ်လိုမှကန့်ကွက်လို့တားမြစ်လို့မရမိမိရဲ့လူအတိုင်းပြုပြင်ဖန်တီးကိုယ်ကဲလို့ဝေရတဲ့အတွက်မိမိသဘောမဟုတ်တယ်သူ့သဘောအနတ္တလက္ခဏာအာရောပိတိ အနတ္တလက္ခဏာဉာဏ်ဝင်ပေါ်တဲ့ဆိုရင်ပဲဒီဉာဏ်မရှိသွားဘူးလက္ခဏာသုံးချက်စုံသွားတော့အဲဒါကြောင့်ဣတိယဝင်ဤတို့ပရိပတ္တိယအစဉ်အတိုင်းဝိပဿနာပုတ်တင်တော့ဝိပဿနာရှုသွားတဲ့အခါဩတ္တပတိမကပေါင်းနာတည်ဒါလမ်းဖြောင်းပဲ သစ္စာပြုခန္ဓာကိုသတိကပ်ပြီးတော့ဉာဏ်ကတ်တဲ့စီကစပြီးတော့ဘောဓဘောဓမြတ်ရှိပြတာရှုချက်ကိုကြည့်ပါဖောက်ပြန်တယ်လို့သိတဲ့စီကစတဲတာအဲဒီဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်နောက်တော့ဒီသဘောဝတရားအပြည့်ကိုတွေ့ရတယ်။အပြည့်တယ်လို့ပြည့်တယ်လို့ပြည့်တယ်လို့ တဲ့လိုသိယေရှုရဲ့သိယေရှုရဲ့နဲ့ပဲသောတပတိမကပေါ့ဘူးနဲ့တဖြစ်ပေါ်တာပဲအချိန်နေတော့သိရမယ်သဘောဝတရားတွေသူတို့တော့သူတို့လုပ်ငန်းသူတို့လုပ်တဲ့အနေနဲ့ခေါင်းပြန်လိုက်ပြစ်လိုက် သူ့ကိစ္စသူဆောင်ရွက်တာ မိမိတို့လေ့လာတဲ့အသိဉာဏ်ကဒါလေးကပ်ပြီးတော့ထိုင်ပြီးတော့အေးအေးဆေးဆေးသိမှတ်နေတာပေါ့ပြန်တဲ့သဘောတွေပြည့်တဲ့သဘောတွေဓာတိဘောဟဲ့ပေါ့ပြန်တဲ့ပြစ်တာခန္ဓာသူပိစ္ဆာနဲ့သူလုံးတယ်မိမိရဲ့သူပိစ္ဆာလုံးတာလုံးတဲ့ပိစ္ဆာတိုင်းတရားတစ်ပြည့် ဖက်ဖက်သာမှန်မှန်သိတယ်။ဒါသူသိသွားတဲ့အတွက်ဓမ္မိမိအာဟုရအာဟုရရအသိတိဖြစ်သွားတရားရပါ။အဲ့တော့မှတ်ထားပြီးတော့မိမိတို့အိမ်မိမိတို့ရက်သေးကြလည်းပဲရသလိုအခြေလေးမှာ ဒီသိသေးတိပါဘာတမနစ်လောက်ပြရလို့လည်းပဲဘာမှမဖြစ်ပါဘူးဒီလိုမထင်ပါနဲ့ဒီတရားမျိုးကရုပါဘယ်တော့မှအဟောတိကံဖြစ်တယ်လို့မရှိဘူးတစ်ချက်တည်းတစ်ချက်သွားပြီးတော့သူအခိုင်မာစုတယ်ခင်ဗျာဘောနေရနောက်တစ်ချက်တည်းအချက်တရားလောက်သိလို့ မိမိခန္ဓာကိုယ်သဘောဝတရားတွေကိုမိတ်ရောက်လို့တဲ့အဆင်ရောက်မှဆိုရင်တရားရည်မျိုးအကျင့်တရားလုံးသိလိုက်ရောက်မှာဟောဒီကဖြစ်သွားတဲ့ခန္ဓာမဟုတ်ဘူးဂရုကအဲခန္ဓာမှာရှိပါ 八呀，天气热。